ထိုင်းနိုင်ငံကရောင်းကုန်မဟုတ်ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူဘန်ကောက်မြို့တွေကအမေရိကန်တန်ယုံရှိမှဒီကနေ့မနက်ပိုင်းကဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ကျောင်းရင်းကတော့မလေးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်းမှာထိုင်းနဲ့အမေရိကန်အစိုးရတို့ပြုဝဲလက်မှတ်ရေးထိုးခဲ့တယ်လို့ဆွဆွဲခံထားရတဲ့မလေးရှားတပ်တထုသဘောတူညီချက် MOU ကိုကန့်ကွက်ကြတာပဲဖြစ်ပါတယ်။တတထုပိုင်ရှင်ပြည်သူ့ကွန်ရက်လို့အမည်ပေးထားတဲ့လူခွင့်ရေးအဖွဲ့အစည်းတွေကဥဆောင်တဲ့ဒီဆန္ဒပြမှုမှာသူတို့ဟာအမေရိကန်တံပတ်ကြီးကို ကန်ကွက်စွာပြည်ဖို့ကြိုးစားခဲ့ကြပါတယ်သူတို့ရဲ့အဆိုအရပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကဝန်ကြီးချုပ်အမှုတင်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဒီသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးဒါဟာထိုင်းပြည်သူတွေရဲ့အနာဂတ်ကိုထိခိုက်စေနိုင်တဲ့တရားမမျှတတဲ့သဘောတူညီချက်ဖြစ်တယ်လို့ဆိုပါတယ်ဒီသဘောတူညီချက်ရဲ့အဓိကအကြောင်းအရာဖြစ်တဲ့မြေရှားတပ်ထုတွေဆိုတာကတော့စမတ်ဖုန်းတွေလျှက်စစ်ကားတွေကနေအစင်းမြင့်စစ်ဘက်ဆိုင်ရာဤပညာတွေအထိမရှိမဖြစ်လိုအပ်တဲ့အေးပါတဲ့သင်ယံဇာတာတွေဖြစ်ပါတယ် ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာဒီတည်ရန်ဇာတာတွေရရှိရေးကမဟာဗျူဟာမြောက်အားပြိုင်မှုတစ်ခုလည်းဖြစ်နေပါတယ်။ဆန္ဒပြသူတွေအဓိကစိုးရင်ချက်ကတော့ဒီ MOU ဟာထိုင်းနိုင်ငံရဲ့လက်ရှိတသက်သူဥပဒေကိုကျော်လွန်နိုင်တယ်ဆိုတဲ့အချက်တွေပါဝင်နေတာပါပဲ။သူတို့ရဲ့အဆိုအရဒီ MOU ဟာနိုင်ငံခြားကုမ္ပဏီတွေကိုထိုင်းနိုင်ငံရဲ့တသက်သူပေါ်ရေးလိုင်စင်ရောက်ထားမှုလုပ်ငန်းစဉ်တစ်ခုလုံးကိုချက်လန်းနည်းနဲ့ထိန်းချုပ်ခွင့်ပေးလို့ဖြစ်နေပါတယ်တဲ့။ဒါကြောင့်တဘာပတ်ဝန်းကျင်ဒါမှမဟုတ် ဒီသကံတွေပေါ်စိုးကျိုးတက်ရောက်မှုတွေရှိနေလို့လိုင်စင်ပြန်ရုပ်သိမ်းတဲ့အခြေအနေမှာတော့ဒီ MOU ကြောင့်ရုပ်သိမ်းလို့မရဘဲနိုင်ငံတော်ဖွဲ့စည်းတွေဟာပြည်သူအကျိုးထက်နိုင်ငံခြားကုမ္ပဏီတွေရဲ့အကျိုးစီးပွားကိုသာဆက်လက်ဆောင်ရွက်ပေးရမယ့်အခြေအနေမျိုးဖြစ်လာနိုင်တယ်လို့သူတို့ကစိုးရိမ်နေကြတာပါ။ဒါအပြင်ဒီသဘောတူညီချက်ကြောင့်နေရှားတက်ထူထုတ်လုပ်မှုတွေတိုးပွားလာပြီးသဘောပတ်ဝန်းကျင်ပေါ်ပိုပြီးစိုးရွားတဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့လည်းသူတို့ကထောက်ပြပါတယ်။ရင်ကဖြစ်ပွားခဲ့တဲ့ကော့မြင့်ညံ့မှုလို့ မြေရှားတက်ထူတွေကြောင့်ဖြစ်တဲ့ပြဿနာတွေကိုတော့အစိုးရကမဖြေရှင်းနိုင်သေးပဲအခုလိုဘောသူညချက်အစ်တွေကိုပြည်သူအတန်တွေနားမထောင်ပဲအလင်းစလိုလှောက်ဆောင်တာကိုလောကလက်မခံနိုင်ဘူးလို့ဆိုပါတယ်ဒီဆွဆွဲချက်တွေနဲ့ကန့်ကွက်မှုတွေအပေါ်အစိုးရဘက်ကရောဘန်ကောက်မြို့အမေရိကန်တန်ယုံကပါတရားဝင်တုံ့ပြန်ပြောဆိုတာမျိုးတော့မလုပ်သေးပါဘူး